ပါ DPPF ဖက်ချက်စီစဉ်ရည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ပြည်သူအခွင့်အရေးဆုံးရှုံးမှုအွန်လိုင်းချင်းချောက်မှုတွေပေါ်လေ့လာချက် KNDF တပ်ဖွဲ့မှာကျေးဇာနိုင်ငံခြားသားတွေရှိနေသလားကရင်နီ PDF တွေကပအိုးဒေတာကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့သလားစတဲ့လက်တလုံးလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိုက်ဆက်ပြီးတော့မှဖြစ်ပါတယ်။သတင်းတူသတင်းအမှားတွေဝေဝဲရခတ်နေရင် DVB Fact Check Facebook Page ကိုလာရောက်မြင်မြန်နိုင်သလိုသတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DVB Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတက်ဆက်သူအိမ်ပါ။ဆဲအုပ်စုဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်လို့ဧပြီလအတွင်းကကြေညာခဲ့ပါတယ်။ဒါအပြင်ဆဲအုပ်စုဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန်တားခြင်းမှကာကွယ်ရေးဥပဒေဆိုပြီးဇူလိုင်လ26ရက်နေ့မှာအတည်ပြုခဲ့ပါသေးတယ်။ဒီလိုရွေးကောက်ပွဲကျင်းပဖို့လုံးပန်းနေတဲ့စစ်ကောင်စီရဲ့ကြိုးပမ်းမှုတွေနဲ့အတူစစ်အုပ်စုလော်ဘီတွေကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစင်စစ်မပြတ်ဖြန့်ဝေမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင်စစ်အုပ်စုလော်ဘီတွေဖြန့်ဝေနေတဲ့အထက်မှာရွေးကောက်ပွဲကိုစန့်ကျင်သူတွေကိုဖမ်းဆီးဖို့လှုံ့ဆော်မှုတွေရှိခဲ့ပါတယ်။ခင်ဝင်းမောင်ရွှေနေကြ True Media နဲ့ MDY Image Telegram Channel တွေကနေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Facebook ပေါ်မှာရေးသားတဲ့ပြည်သူတအုပ်ကိုဖမ်းဆီးဖို့ August 24ရက်နေ့မှာဖြန့်ဝေခဲ့ပါတယ်။ဒီလိုလှုံ့ဆော်ခဲ့ပြီးမကြခင်မှာပဲရွေးကောက်ပွဲအကြောင်း Facebook မှာရေးသားခဲ့သူဟာတကယ်ဖမ်းဆီးခံခဲ့ရပြီးထောင်နဲ့ခုနှစ်နှစ်အထိချမှတ်ခံခဲ့ရပါတယ်။ဆက်အုပ်စုအတည်ပြုထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားခြင်းမှာကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးထောင်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးထောင်ချခံခဲ့ရတဲ့ဖြစ်စဉ်ကိုလည်းစစ်ကောင်စီလော်ဘီတွေကထပ်မံဖြန့်ဝေခဲ့ပါသေးတယ်။ဒီဖြစ်စဉ်ကိုမှီတည်ပြီးစစ်အုပ်စုလော်ဘီတွေဟာရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်သူတွေပြောဆိုသူတွေရွေးကောက်ပွဲဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှာလုံသမျှအရေးယူမှာဆိုပြီးဩဂတ်စ်လအတွင်းကချင်းချောက်ပြောဆိုခဲ့ပါသေးတယ်။ဒီရွေးကောက်ပွဲကာလမှာတိကျအခြားသောဥပဒေတွေနဲ့ကျွန်တော်အရင်မြင်ပါအောင်။ပြီးခဲ့တဲ့ရက်ကမှအစ်စ်ပြထားလိုက်တဲ့ပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲများကိုနောက် နှောက်ရှက်ခန္ဓာချင်းမှကာကွယ်ဥပဒေဒါလည်းပဲယူပါမလဲအရေးယူပါလိမ့်မယ်ဒီဥပဒေကကျွန်တော်တို့အခြားသောဥပဒေတွေကပို့ပြီးတော့လည်းပြင်းထန်တယ်တတော်ကြီးကိုပြင်းထန်ပါလေဒါကြောင့်ခင်ဗျားတို့လက်မဆော့ရနဲ့ခင်ဗျားတို့လက်ဆော့ကျင်တော့ခင်ဗျားတို့အိမ်ထဲမှာပြောလို့ဆိုလို့ရတယ်ခင်ဗျားတို့ online မှာတက်မပြောနဲ့ online မှာလည်းတက်မပြောနဲ့ပြီးရင်ခင်ဗျားတို့ကလာယူကောက်မနဲ့ပတ်သက်ပြီးတော့အာဒီယူကောက်မမထောက်ကန်ဘူးကန်ကွက်တယ်ရှုံချသဖြင့်ခင်ဗျားအဲ့ဒီလိုလုံးလေခင်ဗျားတို့ရေးပါ အများကြီးပြည်သူရှိမှခင်ဗျားတို့လူလူစုလူဝေးနဲ့လောက်တာရေးလေခင်ဗျားတို့အယူမယ်ပြီးရွက်ောက်ဝဲကိုဒါဟန်သားတာတွေနှောက်ရတာတွေအဲ့ဒီပေါင်းနေရတဲ့အကျုံးဝင်တဲ့အရာအလုံးလုံးတမယောက်ကိုအယူမှာနောက်ဆုံးခင်ဗျားတို့ဒါရွက်ောက်ဝဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးမျိုးနယ်မျိုးနယ်မှာရှိတဲ့ site book တွေလမ်းစော်တွေမှာရှိတဲ့ site book တွေဒါတွေကိုခင်ဗျားတို့ကဖြတ်စင်းရင်လည်းပြင်းထန်တဲ့ဥတွေနဲ့အယူမှာအယူမှာအဲ့ဒီနေရာမှာခင်ဗျားတို့ကလာလူတယောက်ကိုနာကျင်စေမှုနာကျင်အောင်လုပ်တယ်ဆိုလေခင်ဗျားအဲ့မှာတကယ်ကိုနှိမ့်ရှေ့ ထောင်နဲ့များစွာနဲ့ခင်ဗျားတို့အပြစ်ပေးအရေးယူမှာဒါကြောင့်ခင်ဗျားတို့လက်မလက်မဆော့ရနဲ့လက်မဆော့ရနဲ့လက်ဆော့ရင်တော့ခင်ဗျားတို့ခံရမှာခံရမှာအဲ့တော့ကျွန်တော်ကတော့မသိတော့ဒီလိုမျိုးရေးလိုက်ပါလေကျွန်မတို့မသိလို့ဒီလိုမျိုးရေးလိုက်ပါလေမရဘူးဒါအပြင်စက်တင်ဘာလအတွင်းမှာစစ်ကောင်းဆောင်ကလည်းရွေးကောက်ပွဲကိုဖျက်ဆီးသူတွေကိုထိရောက်စွာအရေးယူမယ်ဆိုပြီးပြောဆိုမှုတွေလှုပ်ဆောင်ခဲ့ပါတယ်လက်ရှိအချိန်ထိစစ်အုပ်စုထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးခံရသူဟာ အယောက်60ကျော်ထိရှိနေပြီလို့စစ်အုပ်စုကကြေညာထားပါတယ်။ဒါအပြင်လက်ရှိအချိန်ထိလည်းအဆိုပါဥပဒေနဲ့အရေးယူထားမှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တာကိုအော်တိုဘားလ15ရက်နေ့ကစစ်အုပ်စုရဲ့ပြန်ကြားရေးကကြေညာထားပါတယ်။ဒီအချိန်နေမှာပဲစစ်အုပ်စုထိန်းချုပ်သတင်းစာတွေကနေတဆင်လဲဗိုလ်ချုပ်အောင်ဆန်းရဲ့ရွေးကောက်ပွဲမိန့်ခွန်းကိုဖော်ပြပြီးတစ်ဖက်လက်နဲ့ပြည်သူတွေကိုချင်းချောက်ကိုကြိုးပမ်းခဲ့ပါသေးတယ်။ဒီလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူကို ဖမ်းဆီးထောင်ချတဲ့လုပ်ရက်တွေမတိုင်ခင်ကလည်းရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ရွေးကောက်ပွဲဆန့်ကျင်နေဆိုရင်အကြမ်းဖက်ဖို့လှုံ့ဆော်ရေးသားမှုတွေလည်းစစ်ကောင်စီလော်ဘီတွေလှုံ့ဆော်ခဲ့ပါသေးတယ်။ဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်စစ်အုပ်စုနဲ့စစ်လော်ဘီတွေဟာရွေးကောက်ပွဲကိုအကြမ်းဖက်ချက်တစ်ခုအနေနဲ့သုံးပြီးဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကနေတခြားပြည်သူတွေကိုဖမ်းဆီးဖို့ချိန်ချောက်မှုတွေအကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေကိုဝါရဖြန့်ချီရေးနဲ့အတူစနစ်တကျအုပ်စုပွဲလှုံ့ဆော်မှုတွေရှိလာနေကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။တောဆန်မြို့ကိုလေကြောင်းကနေပုံကျဲလိုက်တာ CDF စခန်းပေါ်တက်တက်ကြတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်စစ်ပေးပါမယ်။ရှင်သွေးလှူလင်းဆိုတဲ့ Facebook အကောင့်နဲ့နေပြီးတော့ True Media Telegram Channel တွေကနေအော်တိုဘားလာ14ရက်နေ့ကဖြန့်ဝေနေတာပါ။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာချင်းပြည်နယ်တွန်းဆန်မြို့ကိုစစ်တပ်က အော်တိုဘားလ14ရက်နေ့ညနေပိုင်းက Just Fighter နဲ့ဘုံနှလုံးကျဲချခဲ့လို့နေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ဒေတာရင်းမီဒီယာတွေနဲ့လွတ်လပ်ပြီးယူကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုမှာရက်ွက်တဲ့ဘုံတလုံးကျသွားခဲ့တာဖြစ်ပြီးနေအိမ်တချို့ပျက်စီးခဲ့ပေမဲ့နေအိမ်တွေမှာလူတွေရှိမနေခြင်းမို့လို့လူထိခိုက်မှုမရှိဘူးလို့သတင်းမှာဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်ဟာတွန်းဆက်မျိုးဒေတာခန့်တွေရဲ့ဖြည့်ကြားချက်တွေနဲ့အတူဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့် တွန်းဆံမျိုးကိုလေချောင်းကနေဘုံကျဲလိုက်တာစီတီရဲ့စကန်းပေါ်တက်တဲ့ကြတယ်ဆိုပြီးဖြန့်ဝေနေတာမှာတွန်းဆံမျိုးဘုံကျဲခံရတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ပျက်စီးခဲ့တာဟာပြည်သူနေအိမ်တွေသာဖြစ်တာမို့လို့ဒစိတ်တစ်ပိုင်းမှားရွေးနေပါတယ်။အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ပြန့်နှံ့မှုများတိုင်းဖြန့်ဝေမှုများတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြုံးကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားမှုနဲ့တိုက်ဆိုင်စစ်ဆေးကြကြဖို့အကြံပြုလိုက်ရပါတယ်။ UNDF အဖွဲ့မှကျေးဇာနိုင်ငံခြားသားတွေပါဝင်နေတယ်ဆိုပြီးတပ်ပုံတွေနဲ့အတူဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကြော်ကြီး Telegram Channel ကနေအော်တိုဘားလ16ရက်နေ့ကဖြန့်ဝင်နေရပဲဖြစ်ပါတယ်။ဒီဖြန့်ဝင်မှုကိုစစ်ဆေးကြည့်တဲ့အခါမှာတပ်ပုံတွေဟာ Free Burma Ranger အဖွဲ့အစည်း website မှာ August 26ရက်နေ့မှာတင်ထားတဲ့ပုံတွေဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ Free Burma Ranger website မှာ ဖော်ပြထားချက်အရကယင်းဒေသကဖားဆောင်တိုက်ပွဲအတွင်းမှာ ဒဏ်ရာရ KNDF စစ်သားတွေကို Free Burma Ranger အဖွဲ့ဝင်တွေရဲ့ကယ်ဆယ်ရေးနဲ့ဖားဆောင်တိုက်ပွဲအတွေ့အကြုံချို့ကိုဆက်ဆက်ပြီးဖော်ပြထားတာတွေ့ရှိရပါတယ်။ Free Burma Ranger အဖွဲ့ဟာမြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာအ धिक ထားလှုပ်ရှားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးကယ်ဆယ်ရေးကိုအ धिक ထားဆောင်ရွက်နေတဲ့အဖွဲ့သားဖြစ်ပါတယ်။အဖွဲ့ဝင်တွေဟာပဋိပက္ခဖြစ်ပွားရာဒေသတွေမှာကုညီကယ်ဆယ်ရေးတွားရောက်လှုပ်ဆောင်သူတွေဖြစ်ပေမဲ့ စစ်ပွဲအတွင်းဝင်ရောက်တိုက်ခိုက်ပေးတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ဒါအပြင် ဖြန့်ဝေနေတဲ့တပ်ပုံဟာလည်း Free Burma Ranger အဖွဲ့ဝင်တွေက ထိခိုက်ဒဏ်ရာရသူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ပုံတွေသာ ဖြစ်ပါတယ်။ဒါကြောင့် KNDF အဖွဲ့မှာကျေးဇာနိုင်ငံသားတွေပါဝင်နေတယ်ဆိုပြီးတပ်ပုံတွေနဲ့အတူဖြန့်ဝေနေတာဟာတည်အမှားပဲဖြစ်ပါတယ်။ဒီလိုမျိုးတပ်ပုံတွေကိုခိုးယူပြီးလိုရာဆွဲဝါရဖြန့်ရေးသားဖြန့်ဝေမှုတွေလည်းအွန်လိုင်းမှာအလွယ်တကူပြန့်နှံ့နေတာမို့လို့ ဓာတ်ပုံတွေမြင်တိုင်းချက်ချင်းမယုံကြည်ပဲတေချာစစ်ဆေးကြည့်ကြဖို့တတိပေးလိုက်ရပါတယ်ပြည်သူတွေရဲ့လေကွင်းကစပားတွေကိုဝင်ရိပ်ပြီးယူနေတဲ့ MMDAA ဆိုပြီးဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ် view အစု Telegram channel ကနေအော်တိုဘာလ18ရက်နေ့ကဖြန့်ဝင်နေရပါဒီဖြန့်ဝင်မှုကိုဓာတ်ပုံသုံးပုံနဲ့အတူဖြန့်ဝင်နေရပဲဖြစ်ပါတယ်ဖြန့်ဝင်နေတဲ့ဓာတ်ပုံတွေကို Google Lens မှာထည့်ပြီးရှာဖွေကြည့်တဲ့အခါမှာ ိုကန့်0123ဆိုတဲ့ ace account မှာတင်ထားတဲ့ပုံတွေဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်။ caption ကို Google Translate နဲ့ဘာသာပြန်ကြည့်တဲ့အခါမှာပြည်သူတွေရဲ့စောင်းဦးရာသီရိတ်သိမ်းမှုတွေကိုကူညီပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီစာအုပ်မှာပါတဲ့ link ကိုဝင်ကြည့်တဲ့အခါမှာလည်းကျေလက်ဒေတာကအိမ်တော်စုတချို့မှာလုံသားရှားပါမှုတွေနဲ့ရင်ဆိုင်နေရလို့ရိတ်သိမ်းမှုအကူအညီတွေစီစဉ်ပေးခဲ့ပြီး ဒေသခံတွေရဲ့စပားတွေရိတ်သိမ်းနှံဖို့ကူညီပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဓပုံတွေထဲမှာ MMDAA အဖွဲ့ဝင်တွေအပြင်ဒေသခံပြည်သူတွေပါတွေ့မြင်ရပြီးအတင်းအဓမ္မဝင်ရိတ်နေတဲ့ပုံစံမျိုးမတွေ့ရသလိုကူညီနေတဲ့ပုံစံမျိုးတွေသာတွေ့ရှိရပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့လေခွင်းကစပားတွေကိုဝင်ရိတ်ပြီးယူနေတဲ့ MMDAA ဆိုပြီးဖော်ပြနေတာဟာကိုကန့်သတင်းမှာဖော်ပြထားတဲ့ဓပုံတွေကိုခိုးယူပြီးလိုရာဆွဲဖြန့်ဝင်နေတဲ့သတင်းအမှားသာဖြစ်ပါတယ်။ တရင်နီက PDF တွေပအိုဒေတာကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မိုင်းဝေမင်းတင်နဲ့နောင်ရွဟစ်တိုင် Telegram Channel တွေကနေအော်တိုဘားလာ14ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေမှုကိုစစ်စစ်ကြည့်တဲ့အခါမှာရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အနောက်ဖက်ချမ်းခေါင်းကြီးကျေးရွာအုပ်စုတောရံကျေးရွာကိုစစ်တပ်နဲ့ PNO ပြည်သူစစ်တွေမီးရှို့ဖျက်ဆီးခဲ့တယ်လို့ GVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါဗျ။စစ်တပ်နဲ့ PNO ပြည်သူစစ်တွေက အော်တိုဝါလာပထမအပတ်ကလေးကပင်လုံးကနေတဆင့်တောင်စလုံးကျေးရွာမှာတောင်စလုံးကျေးရွာမှာတက်ဆွဲခဲ့တယ်။ပြီးတော့စစ်ကြောင်းထိုးပြီးမြောက်စလုံးကျေးရွာနဲ့ဘောရံကျေးရွာကိုမီးရှို့ခဲ့တာလို့သတင်းတွေမှာဖော်ပြထားပါဗျ။သတင်းဌာနတွေရဲ့ဖော်ပြချက်တွေထဲမှာဒေတာတွင်းကအဖွဲ့အစည်းတွေရဲ့ပြောဆိုချက်တွေဒေတာခန်တွေရဲ့ပြောဆိုချက်တွေနဲ့အတူဖော်ပြထားတာပါ။ စစ်တပ်နဲ့ PNO စစ်ကြောင်းထိုးလာလို့ပြည်သူတွေထွက်ပြေးခဲ့ရတာကိုဒေသခံနဲ့တွေ့ဆုံမေးမြန်းခဲ့တာကိုလည်းသတင်းဌာနတွေမှာဖော်ပြထားပါဗျ။ညီဟိုအေးတို့ဒီလမ်းမကြီးတိုင်းမဲ့တို့ဝင်လာတာ။ဒီလမ်းမကြီးကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ရွာဟိုရွာတိပေါ့နော်။ကျွန်တော်ရွာထိုက်အလမ်းမကြီးတိုင်းတို့ဝင်လာမယ်။ဟိုဒီအဲ့တကြောပေါ့အဓိကတို့ဝင်လာတာ။ဒီပြန်အိုပဲဖြစ်မှတင်တယ်ပြန်အိုတော့များမှာပေါ့ကျွန်တော်ကြားသလောက်စင်တော့ပြန်အိုတွေပဲတင်တယ်။ဒီမှာဖြစ်နေတာကတော့ တို့ကတော့ပါမတင်နေနေချင်းတော့ဒါပေမဲ့တို့ဒေတာခံတော့ပူများမတင်နေဒီလမ်းကြောင်းတွေကတို့ကျွမ်းတော့ကျွန်တော်နည်းနည်းနှီးတော့လေတို့ကပူကျွမ်းမတင်နေအဲ့ဒါတော့တို့ပူများမတင်တော့လေကျွန်တော်တင်လာတော့ဟိုဖဲတော့နေမတင်နေတို့မီးရှို့တဲ့ပုံစံနိုင်စေရင်ကျွန်တော်တို့ကြည့်တယ်ဒီမှာဘာမှပြစ်ခတ်ဘူးလည်းမရှိဘူးဗျ3ရက်4ရက်တော့တပတ်လောက်ရှိပြီပေါ့နော်ပြစ်ခတ်မှုဒီဘက်မှာမရှိဘူးပေါ့နော်ဟုတ်ပဲကြောတယ်ပဲပြစ်ခတ်မှုရှိတယ်အဲ့ဒါကိုဒီတိုင်းဝင်လာပြီးတယ်ဝင်လာပြီးလာပြီးတော့ပြီတူတယ်လောက်တန်းလိုက်နေမထင်ထားတဲ့အချိန်မှာပြီတူဒီ အဲ့လိုလေပြာခဲလဲကုန်လို့ပြီးပြီးမြူးဝင်တို့ဝင်တို့ပြီးတော့ပြန်ထက်သွားတယ်အပိခတ်မှုမရှိဘူးပေါ့နော်အဲ့ဒါဘာကြောင့်ဝင်ရှို့သွားလဲတော့မသိဘူးပေါ့အဲတိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့မြှို့သွားတာပေါ့နော်ဒါကြောင့်ကရင်ဒီက PDF တွေပို့ဥဒေတာကပြည်သူပိုင်နေအိမ်တွေကိုမြှို့ဖျက်ဆီးတယ်ဆိုပြီးဖြန့်ဝေနေတာဟာလိုရဆွဲဖြန့်ဝေနေတဲ့တရင်အမှားသာဖြစ်ပါတယ်အွန်လိုင်းယူဇာတွေအနေနဲ့အကြောင်းအရာတစ်ခုခုပြန့်နှံ့လာတိုင်းချက်ချင်းယုံကြည်တာမျိုးမဟုတ်ပဲလွတ်လပ်ပြန်ကြည့်စိတ်ချတဲ့ တင်းဌာနတွေမှာဖော်ပြထားတာနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ပြောင်းလဲနေတဲ့ဖြည့်စည်းထဲမှာ online သုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေ internet ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ social media ပေါ်ကသတင်းတွေအချက်အလက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DVB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တက်ရင် Fact Check ကြပါလို့သတင်းစကားပါရင်ね DVB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။